ယူရင်ချင်းရှိရှိပြင်ဆင်လာတဲ့ Miss Grand India နဲ့ National Costume ကြောင့်လူအများရဲ့လင်ကိုခံနိုင်ရတဲ့နာဝက်အလမေပြန်ပွဲကိုကျင်းပမယ်အလမေ National Director နဲ့မတည်တဲ့နာဝက်ကနစ်စင်တဲ့တိုင်းမှာပြဿနာတလေးရှိနေဒီနေ့မှာတော့ EC နေပါရင်နာဝက်ကိုလက်စားချေဖို့နဲ့ဟိုတန်းရောက်ရှိလာတဲ့သူကတော့ Miss Grand India ဖြစ်ပါရယ် National Costume ပြန်ပွဲမှာအခြားနိုင်ငံကအလမေတွေကယဉ်ကျေးမှုတွေအကောင်အလာတွေနဲ့ရှင်ပြိုင်ကြပါမယ်အိန္ဒိယအလမေကတော့ဝစ်ဆောင်အကြီးကြီးနဲ့ထွက်လာပါရယ် အတန်အဝတ်ဆောင်မှာမွေလဲပါဝင်ပြီးတော့ UG တလုံးလဲပါဝင်လာပါတယ်။အဲ့ဒီ UG ကိုဘာလို့ထည့်ထားလဲဆိုပြီးတော့စိတ်ဝင်စားနေကြတဲ့အချိန်မှာ UE ကိုဖွင့်လိုက်ပါရင်ဦးရဲမပါဝင်တဲ့မျက်နှာကတော့နာဝင်းရဲ့ပုံစံတူတဲ့မျက်နှာဖြစ်နေတာပါ။နာဝင်းရဲ့မျက်နှာကြီးကိုဦးရဲမထည့်ထားပြီးမြင်လိုက်ရတဲ့အချိန်မှာအောင်းလုံးကသဘောကျပြီးဝိုင်းရေခဲ့ကြပါရင်အိန္ဒိယလောက်မယ်လဲသူ့ကိုယ်သူသဘောရည်ကျနေပြီးတော့နာဝင်းကိုအချက်ပြောင်းလိုက်တာပါ။ဒီမာရီဝတ်ဆောင်ဒီကိုစင်မော်ရအောင်တင်လာပြီးနာဝင်းရဲ့မျက်နှာကြီးကိုပြလိုက်လို့နာဝင်းကလည်းအချက်ပြေးရေးနေခဲ့ပါရင် NGI 2010 24အနှံ့မှာတရခုတင်ခံရပြီးတော့2025ခုနှစ်မှာနောက်တစ်ယောက်ကလာပြိုင်လာတော့စုရချင်းကြောင့်မဟုတ်ဘဲလက်စားချေရဖြစ်ပါရင်နောက်ဝက်ကောင်မြန်မာပြည်ကိုအထင်သေးပြီးနှိမ်ခဲ့တယ်လို့အိန္ဒိယကမေကိုလည်းအစ်ကြည့်သူပါဒါကြောင့်ဒီနေ့ရက်ပိုင်းစင်ကိုရအောင်ယူပြီးတော့ဝင်ပတ်တဲ့နောက်ဝက်ကိုပြင်ပြပြလိုက်ပါရင်နောက်ဝက်ကောင်အိန္ဒိယကမေရီချေကိုအနက်သက်ဆိုးတယ်ဆိုပြီးပြောခဲ့တယ်လို့ ကျောင်းရင်နဲ့ပတ်သက်ပြီးတော့လေဝေဖန်ခဲ့သူပေါ့အိန္ဒိယနာမည်ရေးချေက organization ရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာခြင်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့အဖွဲ့အစည်းဘက်ကပြန်လည်သိမ်းဆီးလိုက်ပြီးတော့အိန္ဒိယတွေကလည်းနာဝတ်ကိုစိတ်တူခဲ့ပါရယ်ရေချေကဒီပွဲကုံမပြိုင်ခင်က NGO အဖွဲ့အစည်းနဲ့မကောင်းတဲ့ချက်တွေကိုမတိခဲ့ပေမဲ့နာဝတ်အတွက်ကဈေးအောင်ပေးခဲ့ရပါရယ်နပိဘူးတွေတရက်ပြားတွေစက်ပြားတွေပြင်တရှုံကဆရောင်းခိုင်းခဲ့ပြီးတော့အိန္ဒိယလူကြီးများတာကိုတုံ့ချခဲ့တာပေါ့သူနိုင်ငံကလည်းမပြန်ရပါနဲ့ဈေးပဲရောက်ရတယ်လို့ရောင်းပေးကားအတွက်လည်းငွေကြေးလည်းမပေးခဲ့ပါဘူး နဝကောင်ရီချင်းရဲ့ကိုလေးချင်းနဲ့ခန္ဓာကိုယ်အကြောင်းတို့တစ်ချိန်လုံးဖြစ်တည်တည်နေခဲ့ပြီးတော့ပွဲတက်တင်ကလေးရဲ့အကြိုင်နေမှာတစ်ချိန်လုံးသာရှိပြီးဘာမှမထောက်ပံ့တာကြောင့်ကိုပိုင်ငွေကိုပဲသုံးနေရတာဖြစ်ကြောင်းရီချင်းကနောက်ဆုံးမှနှုတ်ထွက်လိုက်ပါရယ်။နဝကောင်ရီချင်းကိုအသုံးမလိုတဲ့အခါမှာရုပ်လည်းမလားစိတ်လည်းမလားအရင်ချင်းတွေမရှိသူဖြစ်တယ်ဆိုပြီးအချက်ဖွဲခဲ့ပါရယ်။လုံငယ်တဲ့နေ့တွေမှာနာဝဲရဲ့ကမ်ဘောဒီးယားနိုင်ငံကပြဿနာတက်ခဲ့လို့မြန်မာနိုင်ငံပြဿနာတက်ပြီးအိန္ဒိယမှာမိန့်ပေါ်လဲရှက်ခွင်းနေတာပါမြန်မာတွေကမြစ်တာတရားကြီးမှာလို့နာဝဲကိုဘာမှမတုတ်ပြန်မိမယ့် အိန္ဒိယကတော့တိမခံမင်းနဲ့နာဝက်ကိုအဆက်ပြန်ခွဲခဲ့ပါတယ်။ဥယီထဲမှာနာဝက်ရဲ့မျက်နှာကြီးထွက်လာတာကရဲစရာဖြစ်နေပြီးနာဝက်ကသူ့ကိုစူပင်းမလားဆိုတာကတော့မသိချပါဘူး။နာဝက်ကငွေတစ်ခုလည်းချိတတ်တာကိုတော့အအောင်မှသိနေပြီးသားဖြစ်လို့သူ့ကိုချေဖို့ရောက်လာခဲ့တာပါ။ဒီနေ့မှဝမ်းရောက်ရှင်နေတဲ့အနောက်မေရီရှိပေမဲ့မြန်မာတွေကလည်းအရင်လိုဒေါ်လာတွေသုံးပြီးတော့ဗုန်းတွေမပေးတော့ပါဘူး။နာဝက်ရဲ့ Miss Grand International ကမကြောက်ကနပြဿနာတက်လေရှိတာကြောင့်ရေရှင်မှာရက်တည်နိုင်မလားလို့စဉ်းစားစရာဖြစ်လာနေပါပြီ။ တချိန်ကတော့တင်းစုငင်းကိုဝိုင်းဝန်းပြောဆိုခဲ့ကြပါမယ်အခုတော့အချက်တွေပဲ꿰နေရတဲ့နာဝက်ပေါ်ပရိသတ်ရဲ့မြင်ကိုလည်းပြောပြခဲ့ပါဦးနော်ကြီးကျော်အမီကြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်